အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းသင်မတင်ခဲ့တာကတော့ခရခုနေ့လေ့ကျင့်ခန်းခုနှစ်သမတ်တစ်ကနံပါတ်6နှစ်ခုနှစ်နဲ့ပဲဖြစ်ပါတယ်နံပါတ်6မှာကကာကြီးကာဝေးကားငယ်ဆိုပြီးကျေသုံးဖို့ပါတယ်ပေါ့နော်အဲ့မဲ့နံပါတ်1မှာကတော့နံပါတ်ကာကြီးနော် A က1.1 B က6.1 C က6.4 D က1.5တဲ့ ဘတ်ကမာကိုတို့တောင်းမှန် coordinate ပြီးဒီခုပေါ်ရင်းနေရာချပြီးတော့ ABCDA အရင်တိုင်းမှမပြောင်းဆက်ပါရကြတဲ့ပုံကြီး area ဆက်ပါဒါကြောင့်ကျတို့ A ကိုရင်းသုံးဆက်ပါမယ်နော် A မှတ်က1.1ဆိုတော့1ဝင်စဉ်းစားမြင်မယ်ဒီကြရင် B က B ကကျတော့6.1ဆိုတော့6.1မှာကျတို့ B မှတ်ကိုမှတ်မယ်နောက်က6.4ကျတော့ C ပေါ့နော်နောက်က1.4ကျတော့ D ပေါ့နော်အမှတောင်းမှန် coordinate ပြီးကြီးကိုနေရာချမယ်ချပြီးတဲ့ကောင်မှကျတို့ A နဲ့ B နဲ့ဆက်မယ်နောက်က ဒီနဲ့စီနဲ့ဆက်မယ်ပြီးရင်စီနဲ့ဒီနဲ့ဆက်မယ်နောက်ဆုံးနောက်ဆုံးမှာဆိုရင်ဒီလိုပထမဆုံးအမှတ်ဖြစ်တဲ့ A နဲ့နောက်ဆုံးမှတ်ဖြစ်တဲ့ဒီနဲ့ကိုတခါချက်ဆက်လိုက်မယ်ဒါဆိုရင်ရလာတဲ့ပုံတွေကတော့ဒီလိုကနော်တောင်းမန်စုကံပုံပေါ့နော်တောင်းမန်စုကံပုံအဲ့ဒီပုံရဲ့အခြေအေရိယာကိုချက်ပါမယ်ဒီ ABC ကတောင်းမန်စုကံပုံတစ်ခုဖြစ်ပါသည်နော်အဲ့ဒီတည်းမှာတို့ကတောင်မဆုကန် ABCD ရဲ့ area ကိုလို့ရှိရင်ဂျီရိုအလျားနဲ့နည်းနည်းမြောက်ပြရပါတယ်။အဲ့မှာအလျားကဘယ်လောက်လဲဆိုရင်တို့က အဲ့ကွာကလေးရေးကြီးလိုက်ရရပေါ့နော်1 2 3 4 5နော်အလျားကကျတော့ဒီမှာတနက်ကြီးလိုက်တဲ့ခါမှာအလျားရေးတဲ့ခါမှာအကွက်5ခွက်တကွက်ကိုတရူလေးရှိတာဆိုတော့5ခွက်ဆိုတော့5ယူနစ်ပါအနက်ငါးတော့လူဘေးမင်းကြီးရပေါ့နော် BC ပေါ့နော်အဲ့လိုမျိုးဟိုဗလဲထောင်နေရပေါ့နော်မက်မက်နေတဲ့မက်မင်းမှာသူကအနက်ဖြစ်ပါတယ်အနက်မှာကျတော့တကွက်2ခွက်3ခွက်ဘီယန်နေစီတီတိုင်းတဲ့ခါမှာအကွက်လေး3ခွက်ရှိရဲဒါကြောင့်မို့3ယူနစ် တချင်မိုးအလျားက9ယူနစ်နဲ့အနံက3ယူနစ်ရှိပါတယ်။ဒါကြောင့်မိုးချီတို့အနှစ်ခုကိုအလျားနဲ့နံပြတဲ့အခါမှာ9သမီး15ဆိုတော့အဲ15စတူရန်ယူနစ်ပေါ့နော်။ area ရှာတဲ့ပုံစံကြီးဆိုတော့15စတူရန်ယူနစ်ဖြစ်ပါတယ်။ဒီအရဆိုနံမခဝေးပါ။နံမခဝေးမှာလည်းအတိုင်းပဲသူတို့က e အမှတ်ကိုမှတ်မယ်။နောက်ကနော်7.1ဆိုတော့7နဲ့1နဲ့စုံတဲ့နေရာမှာ e လို့မှတ်မယ်။နောက်က11.1ဝမ်းကားကြတော့ဒီလို f f ကအမှတ်ပေါ့နော်11 h m o 11 y m o က1နောက်တစ်ခါ 9.4ကကျတော့ GM ပါနော်8.9 Y.4 နော်အဲ့မှာအဲနေရာချယူပါကြီးနေရာချပြီးတော့ဒီလိုအမှတ်တွေကိုဆက်မယ်နော်ဆက်ရက်ကမှာ inet f နဲ့ကိုအရင်ဆုံးဆက်မယ်ပြရရင်တခါ f နဲ့ g နဲ့ဆက်မယ်ပြရရင်အဲခြေသုံးစကလုံး e နဲ့နောက်နောက်ဆုံးစကလုံးဖြစ်တယ်နောက်ဆုံးအမှတ်ဖြစ်တဲ့ g နဲ့ကိုကျတော့ဆက်လိုက်မယ်ဒါဆိုကျတော့ရရှိလာတဲ့ပုံကဘာပုံလဲဆိုလို့ရှိရင်တတိယပုံလေးပါနော် efg ကကျတော့တတိယတစ်ခုဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီ ရဲ့တိကျ EFG ရဲ့အေရီယာလို့ချင်းကျွန်တော်သူ့ရဲ့ပုံနည်းဖြစ်တဲ့ဝမ်မိုင်ဒူးအခြေအမြောက်မြင်ပါလားအဲ့ဒီကျွန်တော်ဝမ်မိုင်ဒူးကတော့ဒီရိုင်းပဲပြရင်မယ်အခြေကကြည့်မယ်အခြေက E နဲ့ F ပေါ့အခြေကဒါကဘယ်နဲ့လောက်ရှိဘယ်လောက်ရှိလဲဆိုဘယ်နဲ့ကွက်ရှိလဲဆိုတာ1 2 3 4ကွက်ရှိတယ်ဟုတ်ကဲ့အခြေက4ကွက်ကဲအမည်ကိုကြည့်မယ်အမည်ကကျတော့ကျေ G ကနေပြီးတော့နော် G အမှတ်ကနေပြီးတော့အောက်ကအခြေဖြစ်တဲ့ EF ကိုတော့မတ်ကြနေတယ်မြင်ပါတော့အဲ့ဒါအမည်ပါအမည်ကကျတော့2ကွက်3ကွက်ရှိရပါတော့နော်အဲ့ဒီကျွန်တော်က ်အဲ၄ရဲ့၃ရဲ့အခြေက၄အမြင့်ကတော့ဘူးနော်တင်းမမတူမှာရှိရဲ့နှစ်ကနေပြီးတော့ရေကို၄သွားပြီးတော့သားဆိုင်တဲ့ခါမှာနှစ်နဲ့၄လေးဒါမှမဟုတ်ရင်ရှိလို့၄နဲ့၃နဲ့အရင်ဆုံးမျှလိုက်ရရင်နော်၄၃ညာစနစ်စနစ်ကိုချလို့1မှ2နဲ့မျှတော့နှစ်နဲ့စားရပါတော့နော်စနစ်ကိုနှစ်နဲ့စားတဲ့ခါမှာ6ရတယ်အကြောင်းမလို့6 trillion unit ပါဟုတ်ကဲ့နော်ဒါ EFT ဒီက EFT area က63 unit ဖြစ်ပါတယ်။ဒါကျတော့နံပါတ်ကားငယ်တော့ပါမယ်။နံပါတ်ကားငယ်မှာလည်းသူတို့ IMF က2.7 JMF က2.5 KMF က4.5ဖြစ်ပြီးတော့ LMF က4.7ပါเนาะဒါပြင်အဲ့ဒါတွေကိုတောင်းမှန်ကိုရစ်ပြီးပုံမှန်နေရာချပြီးတော့ခုနတိုင်းပဲဒီလိုဆက်လိုက်မျိုးเนาะရရှိတာတော့ပုံရဲ့ပက်လယ်နာကိုချက်မှာပါဒါပြင်ပထမဆုံးအမှတ်မှတ်မယ် IMF လေးကိုမှတ်မယ် IMF က2.7ပဲဆိုတော့ HMO 2 YMO 7နေရာမှာမှတ်မှတ်မယ်။နောက်က JMO မှတ်မယ်။ JMO ကလည်း2.5ဆိုတော့เนาะ HMO 2 YMO 5ပါ။နောက်က KMO ကဆိုတော့ ဥပမာဘာဖြစ်တဲ့တဲ့8တမူက4 1တမူက5เนาะ at RMX ကကြတော့ RMX ရဲ့ coordinate ကကြတော့4.7เนาะအဲဒီ8တမူက4 1တမူက7အဲဟုတ်တယ်1တမူက7ပဲเนาะဒါဆိုကျွန်တော်အဲ့ဒါလေးကိုဆက်မယ်ဒီလိုဘာနဲ့ဆက်လို့ဆိုတော့ J နဲ့ K နဲ့ဆက်မယ်เนาะ I နဲ့ J နဲ့ဆက်မယ်ဆက်ပြီးတော့မှကျွန်တော်က JK အဲ JKB KL ခရပြီးလို့ရှိရင်ကျွန်တော်က RI ပေါ့เนาะအဲ့လိုကိုဆက်လိုက်ရဲဆက်တဲ့ခါမှာဒီပုံကြီးကရှိအနီလေးနဲ့ဆက်ထားတဲ့ပုံကြီးကဘာဖြစ်သွားလဲဆိုတော့ student ပုံကြီးဖြစ်သွားတယ် နော်ဒါကြောင့်မို့နော် IJK ရက်ကစရိယပုံတစ်ခုဖြစ်ပါရဲ့တဲ့ကျိုးလိုချင်တာကရာကြီးလာတော့ပုံရဲ့ပက်လန်နာကိုလိုချင်တာနော်ပက်လန်နာကိုနော်စရိယ IJK ရက်ပက်လန်နာကိုပက်လန်နာဆိုတာကျိုးအနားလေးနာချင်းအနားလေးနာလုံးကိုပေါင်းမိရမှာပေါ့နော်ဥပမာဆိုရင်စရိယဆိုတော့အနားလေးနာလုံးကညီးနေတယ်နော်တနားကိုနှစ်ယူနစ်ပေါ့နော်တနားကိုနှစ်ယူနစ်ဒါဆိုရင်လေးနာဆိုရင်ဘယ်နဲ့ယူနစ်လဲဆိုတော့လေးနာလုံးပေါင်းမိရမှာနော်အဲ့ဒီအရာရှာတယ်လို့အလျားနဲ့နည်းနည်းပဲမြတ်တော့မှာမဟုတ်ပါဘူးသူတို့အဲဒီမှာ အနားလေးနားချင်းလေးနားလုံးကိုပေါက်ပါမယ်နှစ်နှစ်လေးကပေါက်ပါမယ်เนาะအဲ့နှစ်လေးကမပေါက်မနဲ့ဖြစ်ဘာလို့လို့ရတယ်ကျွန်တော်နှစ်နှစ်လေးနဲ့မြှောက်လို့ရပါတယ်ဟုတ်နော်အနားတနာနှစ်ယူနေကျွန်တော်လေးနားချင်းလာဖြစ်တဲ့တည်းကျွန်တော်ကလေးနဲ့မြှောက်ပေးရတယ်နှစ်ကိုလေးကပေါက်တာနဲ့နှစ်နှစ်ကိုလေးနဲ့မြှောက်တာနဲ့အတူတူပဲပေါ့နော်ဒါကြောင့်မလို့အဲအဖေရောက်တယ်ဆိုရင်ရှိယူနေပါเนาะစတူဒန့်ပေးတော့စတူဒန့် IJKR ရဲ့ပက်လက်အနားက8ယူနေဖြစ်ပါတယ်ဒီပြန်နံပါတ်9ကိုတောက်ပါမယ်နံပါတ်9ကတော့ဒေါမန်ကိုအော်ဒီနေတ်ပြင်ရတစ်ခုပါမှာတဲ့အမှန် A က2.4အမှတ် B က8.4တို့ကိုနေရာချမယ်အဲပထမအမှတ် A ကိုရင်းတို့နေရာချပါမယ်2.4ဆိုတော့8.2 1.4 4တော့ B.2 ကဆိုတော့8 B.2 က8.4ဆိုတော့เนาะ8.2က8 Y.2 က4အမှတ်နေရာချလိုက်တယ်နေရာချပြီးတဲ့အခါမှာကျတို့ A နဲ့ B နဲ့ကိုဆက်လိုက်မယ်ဟုတ်ကဲ့နော်ဆက်ပြီးကမှအဲ့ဒီ A နဲ့ B နဲ့ရဲ့မြင်မ AB ရဲ့အလယ်မှတ်ကိုကျတို့မှတ်မယ်ဗျာအမှတ်စီကိုမှတ်မယ်အဲဒီနှစ်ခုရဲ့အလယ်မှတ်ဆိုတာကျတို့ ဒီခုခါကျုံးညီမင်းပေါ့နော်ထောက်ပိုင်းနဲ့အလဲမှတ်ပေါ့နော်အဲ့ဒါရင်ဒီမှာစီလေးရလာပြီနော်ထောက်ပိုင်းမြင်းစီလေးကိုယူနေရချလိုက်ပြီချတဲ့အခါမှာစီရရှိပဲမှာတဲ့တုံးယူနေနောက်ဘက်မှာလည်းတုံးယူနေပေါ့ညီတယ်ပေါ့အလဲတက်တက်အဲ့ဒါရင်အဲ့ဒီစီရဲ့နော်အဲ့ဒီမြမ AB ရဲ့ AB ရဲ့ element ဖြစ်တဲ့ C element ရဲ့ coordinate ကဘာလို့ဆိုတော့5,4ဘာလို့ဆိုတော့8.5 5နဲ့တဲ့မှာရှိရ1.4နဲ့တဲ့မှာရှိတယ်။ C C element ရဲ့ coordinate က5,4ဖြစ်ပါတယ်။ ။နောက်ကနမကဝေးတဲ့အတိုင်းပဲဒီကို Peter Mo 3.5ကိုနေရာချမယ်။နော် 8th Mo က 3, 9th Mo က5။နောက်က 2th Mo က 3.9, 8th Mo က 3, 9th Mo က9မှာရုပ်နော်နေရာချမယ်။ပြီးကြရင်ဒီ Pin နဲ့ Tune နဲ့ကိုဆက်လိုက်မယ်။ဆက်ပြီးတဲ့အခါမှာမြန်မာ TPG ရဲ့ element ဖြစ်နေတဲ့အမှတ်အာကိုယူနေရာချလိုက်မယ်နော်။အမှတ်အာ။ဒီအမှတ်အာဒီမှာနော်အလေးတဲတယ်ပေါ့နော်အလေးတဲတယ်ဆိုတော့အာရဲ့အပေါ်ဘက်ကလည်း2ကွက်အာရဲ့အောက်ဘက်ကလည်း2ကွက်ပေါ့နော်ဒါဆိုရှင်ရဲ့လေမဲ့ရပါပြီ အဲ့ဒီအဲ့ဒီအာရဲ့အလဲမက်ကဘယ်လောက်မှရှိတယ်ဆိုရင်ဒီကော်မှာစပက်မှာရှိပါတယ်။ဒါကြောင့်မို့မြင်းမိုက်ပီတူရဲ့အလဲမက်ကအာဒီကော်မှာလဲမက်ဖြစ်တဲ့အာကဒီကော်မှာ7ဖြစ်ပါတယ်ပေါ့နော်။ဒါတော့ဒီချေတို့ကဒီနေ့နံပါတ်နော်။ကျောင်းနောက်ခုနဲ့တော့ပြီးပါပြီပေါ့နော်။နောက်တစ်ပတ်မှာ8 90ကျင်းနဲ့အဲ့ဒါလေးချေတို့ဆက်ပြီးလုပ်ပြပါမယ်။စိုးရီကြီးလေးတို့အားလုံးကိုကျေးဇူးတင်ပါတယ်။